အချိန်တိုအတွင်းပရီးမီးယားလိဂ်ကိုပြန်အောင်လာတဲ့လီနယ်ပန်လေအင်္ဂလန်ချန်ပီယံရှစ်ပွဲစဉ်44မှာနိုင်ပွဲကိုစီရခဲ့တဲ့လီယွန်နိုက်တက်နဲ့ပန်လေအတင်းတို့ဟာပရီးမီးယားလိဂ်ပန်ပွဲကိုတိုက်ရိုက်တက်ခွင့်ရခဲ့ပြီဖြစ်ပါတယ်လီယွန်နိုက်တက်ဟာအင်ဝင်မှာတက်ဆမိုပီရိုရဲ့စူပါဟတ်ထရစ်အပါအဝင်6ဂိုးပြန်အနိုင်ရကဗန်လီကလည်းအတင်းကောဆောင်ဘရောင်းလေးရဲ့ဂိုးတွေနဲ့အတူရှက်ဖီယူနိုက်တက်ကို2ဂိုးတခုနဲ့အနိုင်ရခဲ့ပါတယ်။ နေ့တင်းစလုံးဟာလက်ကျန်နေပွဲလို့တတိယမြိုက်ကရှက်ဖီယူနိုက်တက်ကို ရှစ်မှတ်ဖြတ်နိုင်ခဲ့တဲ့အတွက်တန်တခွင့်ရခဲ့တာပါလီယူနိုက်တက်ဟာ2022-23ရာသီကပရီးမီးယားလိအဆင့်19နဲ့တန်ဆင်ခဲ့ရပြီးချန်ပီယံရှစ်မှာနှစ်ရာသီကြာခဲ့ပါတယ်မနေ့ကတန်တက်ဘောလူပွဲပလေးော်မှာစွန်စန်စန်ကို အရင်းနှိမ်ပြီးအတဲကွဲခဲ့ရပေမဲ့ဒီနှစ်ပျော်ရွှင်မှုတွေတကယ်ရခဲ့တာပါ ဒီဗာဖာကီရဲ့လီဟာ29ပွဲနိုင်73ဝတ်ဒီ၄ပွဲရှုံး64မှတ်နဲ့အဆစ်တနေရာရက်ဒီက89ဂိုးသွင်းယူပြီးတက်စစ်အကောင်းဆုံးအတင်းလည်းဖြစ်နေပါတယ်မဆလာအတွင်ချန်ပီယံရှင်၅ပွဲမှာတပွဲသာနိုင်ခဲ့လို့စိုးရိမ်စရာဖြစ်ခဲ့ပေမယ့်ဒီဗာဖာကီကအကောင်းဆုံးဆွဆောင်ပေးခဲ့ပါတယ်။ဘန်လီဟာမနစ်ကတန်းစင်းခဲ့ရတဲ့အတင်းဖြစ်ပြီးတရာတီတွေနဲ့တိုက်ပြန်တက်ခဲ့ပါတယ်။ 44ဝက်ကစားပြီး26ပွဲနိုင်66ပွဲတည်းနှစ်ပွဲသာရှုံးတာပေကို55ကိုနဲ့ကစားအကောင်ဆုံးအတင်းလဲဖြစ်ခဲ့ပါတယ်။ဗန်လီအတင်းအနေနဲ့ဖူဟန်နဲ့ဘုံမုံဒီပြောက်ဟောင်းစကော့ပါကာကိုခန့်ခဲ့တာကမှတ်ကန်တဲ့လုပ်ရပါ။ပါကားရဲ့လက်ထက်44ပွဲမှာ15ခုပဲပေးခဲ့ရပါတယ်။ဒါ့အပြင်ဂုမပေးရတဲ့ပွဲပေါင်း29ပွဲအထိရှိခဲ့ပါတယ်။တကိုးတက်ပို့ပေးခဲ့ရတဲ့ပွဲ မရှိခဲ့ပါဘူး။ ချင်းမြင့်ရှိနောက်ဆုံးသုံးဆက်တဲ့ပွဲအရှုံးဆိုးတာမရှိခဲ့ပါဘူး။နှစ်တင်းစလုံးဟာ အချိန်တိုအတွင်းပရီးမီးယားလိဂ်ကိုပြောင်းလာတာကတရားဒီလုံးစူးစမ်းမှုရဲ့အတီးပွင့်ကိုခန်းစားလိုက်ရတာပါ။